ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာခွေးသိုးပေါက်ကဝင်ပြီးထိုင်ကုန်တစ်ခုံရမလားလို့ချောင်းတဲ့ထဲမှာတက်တက်ခံတဲ့အရှိဆုံးကပါတယ်နော်အဲ့တော့တက်တက်ခံဆိုတာ2014ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဝင်ရောက်ပြီးတော့2015ခုနှစ်မှာ တကုံမြို့နယ်ရွေးကောက်ပွဲမဲဆန္ဒနယ်ကနေလွတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့နိုင်ငံရေးလောကထဲကိုရောက်လာခဲ့တယ်2016ခုနှစ်မှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်တွေကို2014မှာဝင်တယ်နော် အဲ15မှာတကုံမြို့နယ်ရွေးကောက်ပွဲအဲရွေးကောက်ပွဲဝင်ပြိုင်နေအမျိုးသားဒီမိုကရေစီနာမည်ကိုအောက်ကနေပေါ့အဲ့ရနေလွတ်တော်အမတ်ဖြစ်လာတယ်လွတ်တော်အမတ်ဖြစ်လာပြီးတဲ့အချိန်မှာ2016ခုနှစ်မှာ2016ခုရန်ကုန်တိုင်းအစိုးရကထပ်မြင့်အဆောက်အအုံတွေစောက်တဲ့စံချိန်စံနှုန်းမမီတဲ့ကုမ္ပဏီတွေကိုအဲကန့်တက်ပြီးတော့ကျင်ညာတဲ့အထက်မှာသူကသူ့ကုမ္ပဏီတွေပါပါခဲ့တဲ့အဲ့ထက်မှာရှင်းရှင်းပြောရရင်တော့ငွေကိုများများစားပြီးတော့ ိုင်းပြည်ဘန်နာကိုခိုးစားနေတဲ့ကုမ္ပဏီစီးရင်ထဲမှာသူ့ကုမ္ပဏီတွေပါခဲ့တယ်အဲ့ဒီအတွက်ဘာဖြစ်လဲဆိုတော့သူကအစိုးရကိုစပြီးတော့ဝေဖန်တဲ့ဖောင်းထုတ်တယ်အဲ့ရစပြီးတော့ NND နဲ့အကွဲအပြဲဇလန်စတယ်သူရဲ့အဓိကယင်းနှိမ့်မြုပ်နှံတာကဗဟန်းမြုပ်နယ်မှာထက်မြင့်အဆောက်အုံစောက်တဲ့ယင်းနှိမ့်မြုပ်နှံမှုကုမ္ပဏီထဲမှာသူအဓိကပါအဲ့တော့ဂုဏ်ကပြောရန်ကုန်တိုင်းအစိုးရကအရင်အတွင်းမမီပဲနဲ့တိုက်တွေလိုက်စောင့်နေတဲ့ဆောင်လုံးလုပ်ငန်းတွေကိုစီစစ်တဲ့ထက်မှာအဲ့ဒီဗဟန်းမြုပ်နယ်ကထက်မြင့်အပတ်အဆောက်အုံတွေစောက်တဲ့သူ့ကုမ္ပဏီပါခဲ့တဲ့အတွက် အဲ့ဒီကနေစပြီးတော့အစိုးရဝေဖန်တဲ့ဖောင်းထုတ်တယ်ပြည်သူရွေးချယ်တင်မြှောက်ခဲ့တဲ့ NLD အစိုးရကိုအဲ့ရနေ NLD နဲ့တူနေအကွဲအပွဲဖြစ်ပြီးတော့2019ခုနှစ်မှာပီတုံလုံးပါတီကိုတည်ထောင်ခဲ့တယ်ပီတုံလုံးပါတီကိုတည်ထောင်ပြီး2020ရွေးကောက်ပွဲမှာမရန်ကုန်မြို့နယ်ကနေပီတုံလုံးပါတီနာမည်နဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်ခဲ့တယ်ဝင်ပြိုင်ခဲ့တဲ့အချိန်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကဒေါ်မေဝင်းမြစ်ကိုမဲရှုံးခဲ့တယ်ရှုံးတဲ့မဲကမတိမ်မယိမ်းရှုံးတာမဟုတ်ဘူး ခုနှစ်တရမတုံညတုံးရာဂိုင်နှုံးပဲရတာလူတရာမှာဆိုရင်ခုနှစ်တရမတုံညတုံးဆိုတဲ့ရာဂိုင်နှုံးပဲတူရပြီးတော့မဲရှုံးခဲ့တာနော်အဲ့တော့စဉ်းစားကြည့်သူအစ်စ်နော်အဲ့တော့အဲ့လိုလူမျိုးကအခုဘာပြောလဲဆိုတော့တူပါတီတဲကိုတဲ့ဒါတူပြောတဲ့စကားတော့ကျွန်တော်နားမထောင်ရသေးဘူးအဲ online ပေါ်မှာတွေ့တာပေါ့နော် NDP ပါတီကဝင်ကျင်တဲ့နိုင်ငံရေးဆက်လုပ်ခြင်းတဲ့လူရှိရင်သူတို့ပြည်ထောင်စုပါတီကိုဝင်လို့ရတယ်ပေါ့ ဘာလို့ဆိုဒါလည်းသူခေါ်တာမမှားဘူး။ RND တဲမှာလည်းပြည်သူမျက်နှာအောင်မကြည့်။ပါတီမျက်နှာအောင်မကြည့်တဲ့အောက်တန်းစားနှိပ်ပိတွေအများကြီးရှိတယ်။နော်ဒီတော်လိုင်းရင်းမှာပြည်သူလူလာချက်ကဘာလဲ။ပြည်သူတွေဘာလို့ပေးနိုင်မလဲဆိုတဲ့နော်နိုင်ငံရေးဓမ္မကောင်ဖြစ်အောင်မရက်တိပဲနဲ့ဘယ်နေရာကအချောင်ရရမလဲဘယ်နေရာနေရာရရမလဲအီးနံပိအမီးနံပြေးတဲ့ခွေးလိုအောက်တန်းသားတွေအများကြီးရှိတယ်အဲ့ဒါဒီထဲမှာလေဒါကျွန်တော်တင်ပြောတာအဲ့တော့အဲ့လိုဟာမျိုးတွေရှိတဲ့အတွက် တူခေါ်လာတဲ့မှမအောင်နော်အခုဒီနေ့ဒီဗီဒီယိုဖိုင်မှာတူပါပြောထားဆိုတော့ကျွန်တော်တို့ကြည့်ပါတခြားနိုင်ငံတွေနောက်ောက်ကျနေရခြင်းအကြောင်းရင်းကကျမတို့အချင်းချင်းမသိမ့်မြတ်ပဲနဲ့ဒီလိုလက်နဲ့ဆွဲကင်ပြီးတော့တော်လန်တာပေါ့နော်ဒီလက်နဲ့ကင်လန်းစင်တွေရှိနေတဲ့အတွက်ကြောင့်မလို့ကျမတို့ကကြီးပွားသင်းသလောက်မကြီးပွားဖွင့်ပြိုးသင်းသလောက်မဖွင့်ပြိုးပဲဖြစ်နေတာပါရှင်။ဒါအားဒါကြောင့်မလို့ဒီရွေးကောက်ပွဲကအရင်အခုလောက်ကိုလောက်တက်မှာလေ။ပြီးလို့ရှိရင်တော့ငိမ့်ချမ်းရေးကိုလည်းကျမတို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါရှင်။ အဲတကယ်တမ်းတိုင်းပြည်အေဂျင့်တာယာခြင်းနဲ့တိုင်းပြည်ကိုတကယ်တိဆောက်ခြင်းနဲ့ဆိုရင်တော့လက်နဲ့ကင်လန်းစင်ကအလုံးမဖြစ်ဘူးပေါ့နော်ဆိုလို့ရှိရင်သူလည်းကျိုးမရှိဘူးကိုလည်းကျိုးမရှိဘူးတိုင်းပြည်တစ်ခုလုံးကျိုးမရှိဘူးနောက်အခြားနော်အဲ့လားဆိုရင်နေဝင်းကိုလက်ခံပေးလိုက်ကမှာပေါ့စောမောင်ကြီးကိုလက်ခံပေးလိုက်ကမှာပေါ့တန်းချွေကြီးကိုထိုင်ကြတော့မှာပေါ့ဟုတ်လားအခုအာနာတိတ်နဲ့မင်းအောင်နိုင်ကိုဂျေဇုတွေတင်ရမှာပေါ့ဟမ်လက်နဲ့ကင်လန်းစင်ကအကျိုးမရှိဘူးဆိုတော့အဲ့တော့စစ်ခေါင်းဆောင်တွေဘာလုပ်လို့ဘဇက်ကပဲမလုပ်ပါနဲ့ရှင် လှုပ်ရတဲ့အေးလှုပ်ရပါရှင်အဲ့လိုပဲနေပေးရမှာလားအဲ့တော့တတ်တခံခမရခံနိုင်တာခံနိုင်တာလေခမရခံနိုင်စွမ်းအားနဲ့ရှိတဲ့အတွက်အဲ့စကားမျိုးပြောမှာပေါ့ပြည်သူကတော့ခံနိုင်စွမ်းအားမရှိဘူးလေနှစ်ပေါင်း60လောက်ပါဇက်နဲ့ပြောခဲ့ပြီးသွားပြီလေဟုတ်တယ်မလားလက်နက်ကင်လမ်းစဉ်ကိုပြည်သူကနှစ်ပေါင်း60လောက်မလျှောက်ဘဲနဲ့နေခဲ့ပြီးသွားပြီ ရမလားတို့အဲ့ဒီစစ်ကောင်းဆောင်စစ်ကောင်းဆောင်နေတာတကောင်မိတကောင်ပြောင်းသွားတယ်ဒီနှစ်ထိတ်ကြီးမရလာလို့2021မလုတ်တဲ့အလုတ်ကိုလုတ်ပြီးအာနာတိန်ခဲ့လို့ပြည်သူကနောက်ဆုံးရွေးချယ်စရာမရှိတဲ့အဆုံးမှာရရလက်နက်ကိုစွဲကင်ပြီးတော့ခုခံတွန်းလှန်စစ်ဆိုတာကြီးကိုဖြစ်လာတာလေမဟုတ်ဘူးလားမှားလား အမ်းမှာနေတဲ့ပြည်သူလူထုလည်းအကျိုးမရှိဘူးပေါ့နော်ဘယ်သူမှအကျိုးမရှိတဲ့ကိစ္စဖြစ်ပါတယ်တကယ်လို့တိုင်းပြည်ကိုတကယ်တမ်းတူတူတန်တန်နဲ့နိုင်ငံတကာနဲ့ရင်မောင်တန်းအ ਨੇ စုံအိမ်နီးချင်းနိုင်ငံတွေနဲ့ရင်မောင်တန်းပြီးတော့မှတီဆောက်မယ်တီထောင်ကြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်နက်ကင်လန်းစင်အလုံးမဖြစ်တဲ့အတွက်လက်နက်ကင်လန်းစင်ကိုဆွတ်လွတ်ပြီးတော့မှဒီနိုင်ငံရေးရလိုလားချက်တွေရှိတယ်ဆိုရင်အာဒီနိုင်ငံရေးပါတီတီထောင်ပြီးတော့မှတွတ်တော်တွေကနေပြီးတော့မှနိုင်ငံရေး အကိုလိုချင်တဲ့ပုံစံတိုင်းပြောင်းလဲအောင်ပေါ့နော်ဟိုပါဝင်ဆောင်ရွက်တဲ့နည်းဟောโอเคโอเคအဲ့ဒါဆိုအဲ့ဒါဆိုလို့ရှိရင်နော်လက်ရှိနိုင်ငံရေးပါတီနဲ့အဲလက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီးတော့နိုင်ငံနီးလန်းရပါတီဆောင်ရွက်တက်မယ်ဆိုလို့ရှိရင်လက်ရှိထိုင်ထောင်ထဲမှာဖမ်းခံထိထားတဲ့တမတိုင်းဦးဝင်းမြင့်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုပြန်လှုပ်ခိုင်းလိုက်လေလှုပ်ခိုင်းလို့ရလားမင်းအောင်နိုင်ဟမ်2020ရွေးကောက်ပွဲမှာ အနိုင်ရတဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုအာဏာပြန်အပ်လိုက်လေအဲ့ဒါဆိုရင်မပြီးွားဘူးလားအဲ့လိုလုပ်မယ်ဆိုရင်ဘယ်အခုလက်နက်ကင်ထားတဲ့ဒူတွေကဘယ်သူမှနော်လက်နက်ကင်ကြီးတို့ကင်ထားတယောက်မှမရှိဘူးအခုတိုက်နေတဲ့ PDF တွေသွားမေးကြည့်ဟမ်အခုလက်ရှိလက်နက်ကင်ကြီးတိုက်နေတဲ့ဒူတွေကိုတွားမေးကြည့်စောက်ကမြင်းညောထားပြီးလက်နက်ကင်ထားတာဘယ်သူမှမရှိဘူးကင်ချင်းနဲ့လက်နက်ကင်ချင်းတပလို့ကင်နေတာလည်းဘယ်သူမှမရှိဘူးနော်ပြီး ဒေါ်အောင်ဆန်းစုကြည်တို့ဦးဝင်းမြင့်တို့ဆိုတာ2015ရွေးကောက်ပွဲမှာတရားဝင်အစိုးရအဖြစ်အနှင်းခံထားရတဲ့နိုင်ငံခေါင်းဆောင်တွေတရားဝင်နိုင်ငံခေါင်းဆောင်တွေ2020ရွေးကောက်ပွဲကိုခဏထားလိုက်ဟုတ်သူ့ရဲ့သက်တမ်းမကုန်သေးဘူးမင်းအောင်လိုက်ဖမ်းသွားတဲ့အချိန်မှာတော့အဲ့လိုတရားဝင်အစိုးရခေါင်းဆောင်တွေကိုဖမ်းသွားပြီးတော့တိုင်းပြည်ကိုအာဏာသိမ်းထားတာလေအဲ့ဒါကြီးကိုနိုင်ငံရေးနိလန့်ကြီးကဘယ်လိုရှောက်မလဲရှောက်ပြစမ်းသူလုတ်ပေးခြင်းတဲ့အတိုင်းပဲရမှာလေအခုလက်ရှိတိုင်းပြည်အာဏာ ဘုရုရှင်မှာရှိတယ်ခမရတို့ရွေးကောက်ပွဲဝင်ပြိုင်ရောအဲ့အာနာဘုရုရှင်မှာခမရတို့ထိုင်ကုန်တခုံရပြီးတော့လုံးပိုင်ခွင့်ရမှာလေဘုရင်ကပြောထမ်းမြစ်အဆောက်အုံနေဘာတွေစောက်ခွင့်ရမှာအဲ့လောက်တော့မရှိလိမ့်မယ်တိုင်းပြည်ရတော့ဘာမှဖြစ်မလာဘူးအာနာကဒီအာနာရှင်တွေရှိမှာမရှိမှာလေဟုတ်တယ်မလားအဲ့တော့တကယ်ခမရတိုင်းပြည်ကိုစေတနာရှိတယ်ပြည်သူပေါ်ကိုလက်နက်ကင်လမ်းစဉ်တော်ရှောက်နေတာစေတနာရှိတယ်တိုင်းပြည်ကခမရပြောသလိုလက်နက်ကင်ကြောင့်သူများနိုင်ငံအောက်ကိုနောက်ောက်ကြတယ်ဆိုရင် ကောင်းပြီလက်နက်ကင်လမ်းစဉ်ကိုစွန့်ဖို့အတွက်ကျွန်တော်တို့အာမခံပေးတယ်ဒါပေမဲ့နံပါတ်1တရားဝင်အစိုးရခေါင်းဆောင်တွေဖမ်းထားတာအပါဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုအခုချက်ချင်းတော့ခိုင်းလိုက်နံပါတ်2နော်ခုနကပြောလို့တရားဝင်အစိုးရကိုဖမ်းတဲ့ကောင်ကပါလေရာဇဝတ်မှုပဲတိုင်းပြည်ကိုပုံကန်တဲ့ရာဇဝတ်မှုပဲအဲ့တော့နိုင်ငံတော်ပုံကန်တဲ့မင်းအောင်လှိုင်အပါဝင်အပေါင်းအပါတွေကိုတီတိုင်းပြည်ရဲ့ဥပဒေအရအေးအေးယူခံခိုင်းလိုက်အဲ့နှစ်ချက်ပဲလုပ်ခိုင်းနော် ပြီးလို့ရှိရင်2020ရွေးကောက်ပွဲမှာပြည်သူရွေးချယ်ထားတဲ့ခွတ်တော်ကိုယ်စားလှယ်တွေကိုအာဏာပြန်အပ်ခိုင်းလိုက်အဲ့ဒါဆိုရင်လက်ရှိလက်နက်ကင်ထားတဲ့လူတွေအားလုံးကဆွတ်လွတ်လိုက်မယ်နော်ကဲ2021မှာလက်နက်ကင်ထားတဲ့ပြည်သူတွေအားလုံးကအဲ့ဒါဆိုရင်ဂျင်းတွေဆွတ်လွတ်လိုက်ခင်ဗျပြောနိုင်လားမင်းအောင်နိုင်မင်းအောင်နိုင်အောင်လက်ခံပါလားအဲ့ဒါပဲလေအဲ့လိုမဖြစ်လို့လက်နက်ကင်ကြရတာပေါ့ ခမရခမရလက်ခွက်တစ်ခွက်ကောင်းတိုင်းပတ်ထုံတော့ဒါကတော့ကိုထုံကျင်တဲ့ကိစ္စထုံလေဟုတ်တယ်မလားသူများလဲကြီးထုံတော့မရတဲ့ဟာကြီးကိုထုံလို့မရပါထုံခုတ်ကမယ်အဲ့တော့ထုံခုတ်တာဟောခမရရှင်တော့ကထုံမှုရှိတာမထုံဘဲနဲ့ဓာကြီးကြိုင်ပြီးထုံခုတ်နေတယ်ဆိုရင်တော့အဆင်ပြေဘူးလေဓာကြီးအတိတ်မှာမရှိတာဟုတ်တယ်မလားအဲ့တော့ခမရလက်ခွက်ထုံလို့ထုံကျင်တပတ်ဆိုရင်တော့ထုံပါနော်ခမရအထုံညက်တယ်ဆိုလို့ရှိရင်အထုံခံကောင်းတယ်ဆိုလို့ရှိရင်ထုံလို့မရတဲ့လက်ခွက်တွေချုံအရင်ခုတ်လိုက်ပြရတယ်ထုံခုတ်ပြီးမှ ခြုံတွေအမိုက်တွေမရှိတော့မှအဲ့လက်ွက်ကိုထွန်လိုက်မယ်နော်အဲ့တော့တကယ်တိုင်းပြည်ပေါ်စေတနာရှိတယ်ဆိုရင်ဂုဏ်ကအချက်၃ချက်၄ကိုပဲလှုပ်ပေးပါအဲ့လားဆိုရင်ဒေါ်တက်တက်ခိုင်ဆိုတာလူဒုခေါင်းဆောင်ဖြစ်သွားလိမ့်မယ်နော်အဲ့လောက်လေးလှုပ်နိုင်တယ်ဆိုရင်အဲ့လိုမဟုတ်ဘဲနဲ့ဗယံပဓာတွေအခုလို့ပြောပြီးတော့ရွေးကောက်ပွဲလို့အတန်ကြားရတဲ့အနေနဲ့နော်အီးနဲ့ရရင် အမီးနဲ့ပြေးတဲ့ခွေးလိုလိုမျိုး ဘယ်နေရာကခုံတလုံးရမလဲဝင်ထိုင်နေတယ်ဆိုရင်တော့ခမားတို့ဘလူးမစောက်ထင်လည်းမကြည့်ဘူးဘယ်ပြည်သူမှလည်းစောက်ဖက်လုံးမှာမဟုတ်ဘူးနော်ကျင်းနေတယ်အဲ့တော့ခမားတို့ရတဲ့အခွင့်အရေးဆိုတာလေလေပေါ်မှာအိမ်ဆောက်တယ်လို့ဖြစ်နေတယ်ဟုတ်လားမင်းအောင်နိုင်အာနာသိတဲ့ခမားကိုဝင်ကြီးရာထူးပေးတယ်ဘာဖြစ်လာလဲခမားဘာလုတ်ပိုင်ဝင်နေရခဲ့တယ်ပြည်သူအတွက်ဘာတွေအကျိုးပြုခဲ့လဲအဲ့ဒါအဖြေပဲတိလာအဲ့ဒါအဖြေပဲအဲ့တော့လူတက်တမားနဲ့ပေါင်းပြီးတော့တိုင်းပြည်ကိုဖျက်ချနေတယ်ဆိုတော့ဒဲ့တာပြောလိုက်ကျမတို့ကတော့မင်းအောင်နိုင်ကိုထောက်ခံတယ် မရောက်နိုင်လောက်တမြောက်ဒီမှာတို့အားပေးတယ်အဲ့ဒီအတွက်ရှင်တို့ပြည်သူတွေမကြိုက်လဲစောက်ယူမဆိုင်ဘူးလို့တဲ့ပြောလိုက်နော်ဗျမ်းပရာစကားတွေမပြောနဲ့တိလနှစ်ပေါင်း60လောက်ပြည်သူကအဲ့ဒီပါဇက်ပိတ်ပြီးတော့လူစကားနားလည်မလားဆိုတဲ့အမျိုးသားရင်ညာစီရဲ့မူအောက်မှာထိုင်ပေးလာခဲ့ကူပါပြီထဆိုရင်ထပေးလာခဲ့ကူပါပြီအလုံးမဖြစ်တဲ့အပြင်ကိုယ်ပြန်ပြီးတော့ရန်ရှာလာလို့ပြည်သူခုခံတွန်းလှန်စစ်ဆိုတာပေါ်လာတာ ဲ့တော့တိုက်နေတဲ့လူတွေအားလုံးကအားနေတဲ့ကောင်တယောက်မှမပါဘူး။ရားနေတဲ့လူတွေတယောက်မှမပါဘူး။တိလား။နော်တိုက်ချင်းတို့တိုက်နေရတာမဟုတ်ဘူး။လူစကားနားမယ်တဲ့ခမ ्या ကိုတက်လုံနေတဲ့အဲ့ဒီစစ်ဘုံရုပ်တွေကိုလူစကားနားလဲအောင်တို့နားလဲတဲ့ဘာသာစကားနဲ့ကျင့်သုံးပေးနေတာ။ခမ ्या နားလဲတာ။တိလား။